န်ပြွန်တရေသားနီးကိုအသုံးပြုပြီးတားရောက်ကြလေရအောင်ဘန်ကောက်ကနမဲကြီးစေယုံမှာထဲခဲ့တဲ့ဆိုရင်တရုတ်ဆောင်နန်းဆန္နာလာထွန်းမင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်နန်းဆန္နာလာထွန်းကတော့သူမဟာ IVF နီးပညာနဲ့ဖန်ပြွန်တရေတဲတဲ့နီးနဲ့ညင်သွေးလေးကိုလွှဲထားရတဲ့ဆိုပြီးတော့လူမှုကွန်ရက်စာမျက်နှာကနေတဆင့်ပရိသတ်တွေကိုအသိပေးလာခဲ့တာဖြစ်ပါတယ် ဖန်ပြွန်တရေသားရှူရဲဆိုတာဟာတဘာဝနီးနဲ့ကိုဝင်မရတဲ့သူတွေကိုလိုချင်တဲ့ဂျန်တာကိုရွေးချယ်ချင်တဲ့သူတွေနဲ့အမွာကိုဝင်ရချင်သူတွေကရွေးချယ်ပြီးကိုဝင်ဆောင်ကြတဲ့နီလန်းဖြစ်ပါတယ်။နန်းဆနာလာထုံးကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့ကနမကြီး IVF ကလင်းနဲ့မှာသူမလိုချင်တဲ့တားရောက်ကြလေးကိုရအောင်ထည့်ခဲ့တာဖြစ်တယ်လို့လည်းနန်းဆနာလာထုံးကပြောပြထားတာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့သူမလွယ်ထားရတဲ့အရှင်သွေးလေးဟာယောက်ျားလေးမှန်အတိအကျပြောဆိုနိုင်တာဖြစ်တယ်လို့လည်းသိရပါဗျ။ န်းဆန္ဒလာထွန်းဟာ IVF နည်းနဲ့ကိုဝင်ဆောင်ခဲ့ပြီး၃လလောက်အိယာဘောကမဆင်မလှူရှားဘဲနဲ့နေခဲ့ရတယ်လို့လည်းသိရပါတယ် IVF နီးကိုအသုံးပြုပြီးဖန်ပြန်တရရအောင်ကြိုးစားခဲ့ပုံကိုလည်းနန်းစနာလာထွန်းကအခုလိုပြောပြထားပါတယ်။အစောကြီးကလေးကဂျန်ဒါကိုသိရတယ်ဆိုတာကနန်းနန်းက IVF လုပ်ထားလို့ပါ။ထဲကလေးကသားလေးရအောင်ထည့်လိုက်တာပါ နနက်လောက်တဲ့စီယုံကဒီဆရာဝန်မလေးနဲ့လှုပ်တာပါဒေါက်တာယူကိုလို့ခေါ်ပါတယ်အရန်ကိုဆိတ်ရှည်ပြီးတော့သဘောကောင်းနေတေချာလဲခရုဆိုင်ပေးတယ်နနက်ရဲ့ IVF ဂျာနီကိုစိတ်ဝင်စားတဲ့သူတွေကိုလည်း post လေးတင်ပေးပါအောင်မယ်ရှင်အတူတူဝမ်းသာပေးပြီးတော့ဆွတောင်းပေးကြတဲ့သူတွေကိုလည်းကျေးဇူးများကြီးတင်ပါတယ်ဟုဆိုကနန်းစနာလာထွန်းကသူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာသူမအနေနဲ့သူမလိုချင်တဲ့တာယောက်ကြားလေးရအောင် IVF နည်းပညာနဲ့ပြုလုပ်ထားပုံအစဉ်စဉ်ကိုပြောပြလာခဲ့တာပဲဖြစ်ပါတယ် ကလေးချစ်တတ်ပြီးကလေးအရန်လိုချင်ပေမဲ့တဘာဝနေရတိုင်းကလေးရဖို့ခက်ခဲတာကြောင့် IVF နည်းနဲ့ဖန်ပြွန်တရေသားဖန်တီးခဲ့ပြီးမကြခင်မှာရှင်သွေးလေးပိုင်ဆိုင်ရတော့မဲ့နန်းနန်းအတွက်ပိသက်ကြီးကလည်းဝမ်းသာကုန်ပြုစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။